မောင်နမရာ physician နဲ့ဖြစ်ပါရေ physician မှာဆိုရင်တော့ဒီ MBA International College မှာ Bachelor of Business Administration program ကိုတက်ရောက်နေတဲ့ scholarship ကြောင့်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်နာမည်ဆိုထက်နိုင်ရခေါ်ပါလေ။ကျွန်တော်လက်ရှိမှာတော့ ABU မှာ Business Management Year 1 scholarship နဲ့တက်ရောက်ပြင်ရရနေပြီးကြောက်လည်းဖြစ်ပါလိမ့်မယ်။ကျွန်တော်ခုလက်ရှိမှာဆိုရင်လည်း Molecular Diagnostic Center တခုမှာ Digital Marketing Center နဲ့လုပ်ငန်းဆောင်ရည်ရှိပါလိမ့်မယ်။ MBA International College ရဲ့ဒီ scholarship program ကိုစပြီးတော့မိတ်ဆက်ပေးခဲ့ရတော့ဒီ MBA မှာပဲတက်ရောက်နေတဲ့အကြောင်းသူတယောက်စီကနေပြီးတော့ပဲသိခဲ့ရပါတော့เนาะသူကနေမှဒီအကြောင်းမှာဆိုရင်ဘယ်လို facility တွေရှိ app လို့သင်ကြားမှပါဘယ်လိုမျိုးရှိရဆိုပြီးအင်ပြပြပြီးတော့ scholarship program မိတ်ဆက်ပေးခဲ့လိုက်တဲ့အချိန်မှာပေါ့နော်ညီမစီစဉ်စားစားခဲ့ပြီးတော့ဒီအကြောင်းရဲ့ official channel တွေမှာပါပြီးတော့အချက်အလက်တွေစုဆောင်ပြီးတော့ဒီလေးလာခဲ့တယ်ဒါပြီးတော့မှဒီ program ရှိတဲ့အကြောင်းကိုသူစားစိတ်ဝင်စားပါပြီးတော့အလုံး check ပေးရအောင်အဲ founder scholarship program ကျွန်တော် Facebook မှာနေတဲ့ subscribe ရှိပြီးရှောင်းနေတယ် တယ်ပါတယ်ဒီစီမံခွာရတာတွေကညီမဒီ86မီလမှာပေါ့နော်စီးပွားရေးနယ်ပယ်မှာအခြေချပြီးတော့အလို6မီဖြစ်တဲ့အတွက်ဒီ business အပိုင်းမှာလိုအပ်တဲ့အခြေခံအင်တာရက်တွေတိတိကျကျထိုက်တဲ့ဒီဘုံစုတာတွေကိုဒီလီလာစီလီလာစီကိုရအတွက်ဒီ program ကိုတိုင်းဖြစ်ပြရပဲဖြစ်ပါတယ်အားလုံးသင်္ကေတလေးဆိုင်တော့ဒီစီးပွားရေးလုပ်ငန်းတိုင်းမှာငွေမှုဆိုရင်ဒီစီမံခန့်ခိုးပညာရည်တွေမရှိဖြစ်လို့ရတဲ့ပေါ့ဆိုတော့လုပ်ငန်းလေးရတယ်အရှင်ကျွန်တော်သိရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မဲ့ကျွန်တော် စီးပွားရေးနဲ့ပတ်သက်တဲ့ဘွဲ့တခုကိုချင်တာလို့ဒီ business management ပညာရေးကိုထဲဝင်လေ့လာချင်လို့ဒီမှာရှောက်ဖြစ်ရတယ် ီ scholarship program ကိုဒီလျှောက်ပြီးတော့ရရှိခဲ့ scholarship ပေါ့ပေါ့နော်။ဒီမြန်မာနေနဲ့အဓိကတော့အဲဝန်သာကိုယ်မိရဲ့ကိုယ့်ရဲ့ဒီ immunity ခက်ခဲတွေကိုဒီတက်တာပေါ်ရစေကြအောင်လို့ကိုလိလာစီပြီးစနေတင်ညာရေးနေလေဒီခုနကပါနဲ့တဲ့ဒီချာအရင်ဆက်ပြီးစီပြီးနိုင်ခဲ့ရပေါ့နော်။ဟုတ်ကျွန်တော်ကျွန်တော် scholarship ရောက်ပြီးရောက်ပြီးရရခဲ့တော့ကျွန်တော်အရန်ကိုပြောဆွေးခဲ့ပါတယ်။ပြီးတော့ဒီမှာ scholarship က 真啲係咪比一樣嘢做？只不過可以自己對一件事，例如我係想先南亞咯，先到中國做啲嘢。咁啊，啲朋友俾啲資訊我，我諗嘅嘛，所以啲師傅咧，你會排你應該先咩？先咩？先做咩？profession 咧，啲學術嘢，啲 project 咧，啲乜嘢都係擺。只不過，我諗起碼 creative strategy 都要撇撇步，依邊睇下嘅。大家用嚟講翻話，如果對邊樣嘢啲公便宜更加廉恥啲，你諗起碼你家裏啲嘢先係啲嘢嘅洞察嘅點。 တိုင်းမှာအကျိုးရှိတဲ့အထောက်ကူပြုတဲ့တရားဖြစ်ဖို့လည်းယူရထားပါတယ် MBU International College ကိုဒီကျောင်းသားကျောင်းသူတက်ရောက်ချင်လို့ဆိုရင်အဓိက recommend ပေးချင်တာကတော့ဒီကျောင်းရဲ့ facility ပြည့်စုံတဲ့အပိုင်းရဲ့ service ပိုင်းကတော့အဆင်ပြေရတယ်။ဒီ teaching ပိုင်းမှာဆိုရင်လည်းဆရာဆမိုင်းကတခြားလေးနားလည်လာအောင်ရှင်းပြပေးရတယ်။နောက်တစ်ခါတော့ဒီ scholarship program ကိုထားရှိပေးရကြောင်းမလို့ အဲကိုယ့်တင်ညာရေးလမ်းကြောင်းကိုပဲတက်တက်မမဲ60နဲ့ပြည်ရင်ဆိုရင်ဒီ AB International College ကအတော်အထူးသင်ကြားရဲ့နေရာတစ်ခုဖြစ်တယ်လို့ comment ပေးခြင်းပါတယ်။အဲဒီညတင်ဝေးရပါတယ်တော့နိုင်ငံတကာအရှိနိုင်ငံတကာအဆင့်မီလက်ရှိစီးပွားရေးလောကမှာလိုအပ်ချက်တင်တဲ့အဲခိုင်းနေအောင်ပိုင်းဒီဆက်တာဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာဒီမဲ့ဒီလိုအဲဒီမှာရရှိနိုင်ပါတယ်။ပြီးတော့ဒီမှာကစီးပွားရေးလောကမှာအတွေ့အကြုံနေတဲ့ဆရာမားတွေအခုကနိုင်ငံမှာပညာသင်ကြားခဲ့တဲ့ဒီ course တင်ချပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီပိုင်းမှာတော့ ছিল আমাদের এত ছা নাই এই ছিল বাসি খেয়ে পারে তো কাউন পিনা ইয়ে তুই পিনা ইয়ে চান পাই Education for a promised future.